မြတ်စွာဘုရားဟောတဲ့ကိုချင်းစာတရားကိုချင်းစာတရားဆိုတာဘုရားဟောတာနော်အတုပနာယိကမြတ်စွာဘုရားသုံးတဲ့စကားအတုပနာယိကအတ္တဥပါဒာယိကအရာရာကိုနဲ့နိုင်ကိုကိုချင်းစာတရားစားစားသူ့ဘက်ကလည်းခံစားကြည့်ကိုဘက်ကလည်းခံစားကြည့်အဲ့ဒီလိုခံစားကြည့်ပြီးတော့ဒုက္ခဆောင်ရမယ်ဆိုတော့မြတ်စွာဘုရားဟောတာလားလေအေး ငါ့ကိုလိန်ခါရမယ်ဆိုရင်ငါမကြိုက်ဘူးအဲ့တော့ငါလည်းသူ့ကိုမလိန်နဲ့ဟောဒီသဘောမျိုးစဉ်းစားခိုင်းတာအဲ့လိုစဉ်းစားအဲ့လိုဘုရားဗလာတွေပြီးပြီးလက်ဆောင်ပြအဆုံးမတိုင်းနေကြမယ်ဆိုလို့ရှိရင်နေ့စဉ်မှာပါပြတနာမှမရှိရတဲ့ခြေပေါ်တုတ်တယ်မှုကြီးဖြစ်လာမှာဖြစ်နေ့စဉ်နဲ့အမျှကုသိုလ်ရတယ်နော်ဖះချောင်းကမတော်ဘဲနဲ့ကုသိုလ်ရတယ်ကြလား ဒါပြင်ဒီလိုတို့အိမ်မှာဈေးရောင်းရင်ဘလို့ကုသိုလ်ရအောင်ဆိုရရတယ်လေဈေးဝယ်လာတဲ့လူကိုရံဖြစ်မတွတ်နဲ့လာနော်ကိုယ်စိတ်ကပါထားတော့ကောင်းတာလေးရပါစေစိတ်တက်တာကလည်းရပါစေဒါကကောင်းတယ်ဒါကမကောင်းဘူးဒါကဒီဈေးဟိုကသိချပြောရအောင်ပေါ့မလိမ့်လိုက်နဲ့ပေါ့ဒါအရင်ကသားတော်ကြတယ်ဟိုကနင်းတန်ဖြစ်နေအရင်ကသားတော်ကြတယ်မပေးနိုင်ဘူးပြောဒါတော့ရောင်းမှအဆင်ပြေပါနဲ့ ပြောဖို့မလဲဘူးလေအဲ့ဒါလို့ပြောလို့ရှိရင်ဆောင်းရင်ဝယ်ရင်ကုသိုလ်ဖြစ်တယ်မစ်မေတ္တာဆိုတာကုသိုလ်ပဲလေမေတ္တာဆိုတဲ့ကုသိုလ်ကိုမြတ်စွာဘုရားကကြောင်းဆောင်လှူတဲ့ကုသိုလ်တွေတောင်ကြီးတယ်လို့တကယ်အင်အားပြည့်လာပြီးကြီးတယ်လို့ပြောတာနော်အင်အားကြီးပြီးတော့ဆန်းအဆင့်ထိအောင်ရောက်ပါရင်ကြီးတယ်လို့ပြောတာအော်မေတ္တာပြောမယ်ဆိုရင်တော့မနှောကံပဲလေဘာဝနာဖြစ်တာ တိဒါနသီလဘာဝနာဆိုရင်မေတ္တာဘာဝနာအစင်တိုင်းပြောလိုက်မယ်ဆိုရင်လှူတာကဒါနဆောက်တည်ပြီးကျင့်သုံးတာကသီလကိုယ်တဏမဒီစိတ်အားတွေကိုတိုးပွားအောင်လုပ်တာဘာဝနာလို့ဆိုတော့မေတ္တာဘာဝနာလည်းမှာပါတယ်အဲသူကပို့ပြီးတော့အစင်မြင့်တယ်လို့သူတို့ပြောတာအဲတော့အိနေရင်လည်းကုသိုလ်ရပါတယ်အလုံးလို့ရင်လည်းကုသိုလ်ရပါတယ်ခုနပြောတဲ့အတိုင်းကိုကျင့်တရားမပြည့်စီးပွားရှာမယ်ဆိုရင်ကုသိုလ်ရရနေမှာပဲ စိတ်ချနတ်ပြည်လောက်ကတော့အလွယ်လေးနော်ဒီတိုင်းနေသွားလို့ရှင်ကုသိုလ်ရသွားပြီကိုမဘာမှချိုးပေါက်တာမရှိဘူးမချိုးပေါက်ဘူးငါးပါးသီလဆောက်တည်ထားလိုက်တယ်တမတာနာစေတနာဆောက်တည်ထားတဲ့ကုသိုလ်လို့ခေါ်တယ်ဆောက်တည်လိုက်ရင်ရတဲ့ကုသိုလ်ကတမတာနာစေတနာကုသိုလ်အေးဆောက်တည်ထားတဲ့အချိန်ကကုသိုလ်တစ်ခုတရဝလေးတွေကိုတတ်ဖို့ကြုံလာလို့မတတ်ဖဲနဲ့ရှောင်းလိုက်ရင်ဝိရတိ အနနိဗ္ဗာန်တာကရှောင်းလိုက်တယ်ဆိုအဲ့ဒါကျတော့ဝိရတိတိလဖြစ်တယ်ခုနကတော့သောတိတုံးကစေရနာတိလနော်ရှောင်းကြိုက်တဲ့အချိန်မှာသောတိတိဖြစ်စေမသောတိတိဖြစ်စေဟဲ့တဏှာပါတယ်မလောက်ပါနဲ့ဆိုဟောဝိရတိဖြစ်သွားသူများပစ္စည်းလေးတွေ့တယ်တွေ့တယ်မယူဘူးရှောင်းလိုက်တဲ့ပိုင်ရှင်ကိုပြန်ပေးတယ်ဒါဝိရတိတိလအယက်သေးစားတောက်စားဖို့ကြုံလာတယ်မတော်ဘူးရှောင်းလိုက်တဲ့ဝိရတိတိလား เนาะရှောင်ခြင်းเนาะอารดีวิรติปาปาเมสะปานาสะตันโมဆိုရယ်မင်္ဂလာတုတ်ထဲမှာလို့ရှောင်ခြင်းမှုရှောင်ခြင်းတဲ့အချိန်မှာဒီတိလာဖြစ်တာအဲ့ဒါကစောက်တိတဲ့တိလာမဟုတ်ဘူးရှောင်ခြင်းတဲ့တိလာเนาะရှောင်ခြင်းမှုကရေးချီတယ်ပေါ့အဲ့ဒီလိုလက်တွေ့လေးကျင့်သုံးထားလိုက်လို့ရှင်တော်မဝကို မစင်းစားနဲ့အောင်ကောင်းရဖို့ရောက်မှသိချတယ်เนาะ ရေကြီးလက်ခတ်မလွဲဒီပုံစံနဲ့ပဲစိတ်ချမ်းသာတလားကိုချမ်းချမ်းသာတာစိတ်ကောင်းနှလုံးကောင်းမွေးပြီးတော့နေဒီနောက်ဘဝဟာထိတဲ့အစင်းမြင့်တဲ့ဘဝရောက်လာမှာပဲဒါကမြတ်စွာဘုရားရဲ့အဆုံးပါဒီလောက်နဲ့ဒီရောတို့မကျေနပ်ဘူးနိဗ္ဗာန်ရချင်တယ်ဆိုရင်တော့တုတ်တက်ပြီးတော့ကျင့်ရနိုင်မယ်ဒါနော်တုတ်တက်ပြီးတော့ကျင့်ရအဲ့ဒါလို့တုတ်တက်ခြင်းအကျင့်ခြင်းအပြင်လေနိဗ္ဗာန်ချမ်းသာတရားအောင်ရရှိသွားတော့ ကုသိုလ်ကောင်းမှုဆိုဒီမှာနေ့စဉ်နဲ့အမြပြုဖို့ကပို့အရေးကြီးတယ်ကောတခါတရံဒီလိုလှူတာတန်းတမ်းမျိုးကရမယံခါမလုံးနိုင်တာလေအဲ့တော့နေ့စဉ်ကုသိုလ်ရအောင်စိတ်ထဲမှာနှလုံးသွင်းပြီးတော့မေတ္တာတရားပွားများအထုတ်ပြီးတော့နေရဒါမြတ်ဗုဒ္ဓရဲ့ဆုံးမပဲဖြစ်ဒီကနေ့အတီးအီးကုသိုလ်ရှင်တွေဟာကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်လိုက်ကြပြီမြတ်စွာဘုရားကိုယ်တိုင်ကဧဝံသာတေနမစ္ဆေနကတ္တပံကုသလံဘဟော ဘဝမှာမွေးဖွားလာလို့ရှိရင်ကုသိုလ်တော့လုပ်ပါလုပ်ရှင်အောင်လုပ်ပါဘာကြောင့်တိုက်တွန်းရတယ်လဲလို့ဆိုရင်နော်ဒုက္ခတေတံအထိဝဆနံယတိတံပုံညာနိကုသိုလ်ကောင်းမှုဆိုတာလူတွေလိုချင်တဲ့ချမ်းသာပါပဲဒီကုသိုလ်ကမှပေးနိုင်ပါလေတို့ဒါကိုယုံကြည်လက်ခံပြီးတော့ကုသိုလ်လုပ်တာဟာတို့လိုချင်တဲ့ချမ်းသာဒုက္ခတွေကိုပေးနိုင်တဲ့အကြောင်းတရားကိုတို့ဖန်နေခြင်းပဲဖြစ်တယ် ။ဒါကြောင့်မို့တို့ရတွေဒီနေရာစာပြီးနေစင်နေဗျာ။ကိုယ်စိတ်ကိုဆုံးမပြုပြင်ပြီးတော့တတိတံစေညာရှင်လေးကုသတရားပွားပြအောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုစီကိုစီတတိကြီးစွာထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း။